အလုံးမိုက်မှုလားဗျာကျွန်တော်ထေလင်းဘလော့ကနေပြောပြလေးကြိုဆိုရပါတယ်ဒီနေ့မှတော့ KP Way ရှိရုံနဲ့ကျွန်တော်တို့တိတော့ Facebook YouTube Telegram Like Followers View တွေ Subscriber တွေဘယ်လိုမျိုးဝင်လို့ရမလဲဆိုကြောင်းတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ browser ကိုသွားလိုက်ပါဘောနော် Chrome ဖြစ် browser ပြည့်သွားလိုက်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ search bar မှာ Chrome ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်ပါဘောနော်ဒီလိုမျိုးလေးကျွန်တော်ရိုက်ရှာလိုက်ပါ ။ Okay ရိုက်ချလာလို့ရှိရင်ကျွန်တော်ဒါမျိုးတွေ့ရမှာပေါ့နော်။ဒါမျိုးတွေ့လို့ရှိရင်ကျွန်တော်တို့ကဒီလို account မရှိသေးဘူးဆိုရင်တော့ကျွန်တော်ဒီ sign up ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ account ဝင်မယ်။ဒီလို account ရှိပြီသားဆိုရင်တော့ကျွန်တော်တို့ရဲ့ user name နဲ့ကျွန်တော်တို့ password ထည့်လိုက်တာနဲ့ကျွန်တော်တို့ account ထဲဝင်လို့ရပြီပေါ့နော်။ Okay ဒါဆိုကျွန်တော် sign up ကိုတစ်ချက်နှိပ်ပြရမယ်။ ဝေးဆိုင်မှာကျတော့ကျွန်တော်တို့ဒီနေရာမှာကျတော့ကိုသုံးမဲ့နာမည်ပေါ့နော်ကျွန်တော်တို့နာမည်ထည့်ပေးမယ်ပြီးတော့ကိုယ့်ရဲ့ Gmail ကျွန်တော်တို့ထည့်ပေးမယ်ပြီးတော့ကိုထားမဲ့ password ပေါ့နော် password ကိုအဲကျွန်တော်တို့အပေါ်နှစ်ချိန်ပြန်ရပေးမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ I am not robot လို့နှိပ်ပေးလိုက်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ account ဖွင့်ပြီးကိုနှိပ်လိုက်ရင်ဒါဆိုရင်ကျွန်တော်တို့ account ဖွင့်နိုင်ရတော့ပါပြီဝေးကျွန်တော် account ရှိပြီသားဖြစ်တယ်ကျွန်တော် account ဝင်ကိုနှိပ်ပေးလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ account နဲ့ရောက်ပြီပေါ့နော် အကောင့်နဲ့ရောက်တဲ့ခါမှာမိတ်ဆွေတွေမိတ်ဆွေတွေဒီမှာပေါ်နေမှာကျွန်တော်ဒီနေရာမှာ USD နဲ့ကျွန်တော်ပေါ်နေလိမ့်မယ်ပေါ့နော် USD နဲ့ပေါ်နေတာကိုကျွန်တော်တို့ကဒီနေရာမှာသွားပြီးတော့မြန်မာငွေနဲ့ကျွန်တော်တို့ပြန်ပြောင်းလိုက်လို့ရတယ်ပေါ့နော် Okay ဒီနေရာကိုနှိပ်ပြီးတော့ဒီနေရာကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒါအောင်နှိပ်လိုက်လို့ရှိရင် USD ပေါ့နော်တကယ်လို့ခုန USD နဲ့ပြနေဆိုရင်ဒီနေရာမှာကျွန်တော်တို့ MNK ပေါ် K ဆိုပြီးကျွန်တော် MNK ဆိုပြီးပေါ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါလေးနှိပ်ပြီးလိုက်လို့ရှိရင်မြန်မာငွေနဲ့ကျွန်တော်တို့ကြည့်လို့ရပြီဖြစ်ပါတယ် ်ဝေဒါဆိုရင်ကျွန်တော်တို့ကဒီ website ထဲကိုရောက်ပြီပေါ့နော် website ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့စမ်းအသုံးချခြင်းလဲဆိုရင်သူကဒီမှာ free ပေးထားရပေါ့နော် free ဆိုတဲ့အလကားဆိုတဲ့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသားလို့ရှိရင်ကျွန်တော်တို့ကဒီအောက်က service ဆိုတဲ့နေရာလေးကိုတစ်ချက်ကြည့်လိုက်ပေါ့နော် service ဆိုတဲ့နေရာနဲ့ကြည့်မယ်နေကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကသူ free ပေးထားတဲ့ຢာတွေက TikTok view နဲ့ကျွန်တော်တို့ TikTok live ပေါ့နော် TikTok view ကကျတော့ကျွန်တော်တို့ကတထောင်ပေါ့နော်တထောင်ကျွန်တော်တို့အလကားပေးထားတယ်ပြီးတော့ video like ကကျတော့တဲလိုက်ကိုသူကအလကားပေးထားတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒီ free နေရာနှိပ်လိုက်လို့ရှိရင်မစားပိတဲ့ကျွန်တော်တို့အများကြီးရှိရပါတော့ premium service တွေရှိတယ်တက်တော့အဲမြန်မာ service ရှိတယ်တက်တော့မြန်မာ service ကကျွန်တော်တို့က view တွေ like and follower တွေဘယ်လိုကမြန်မာတွေပဲရှာမှာပေါ့နော်ဒီနောက်တစ်ခုက Facebook မြန်မာ service ကလည်းကျွန်တော်တို့တိုင်းပဲပေါ့နော် Facebook အဲ like and follower ကျွန်တော်တို့ Facebook ဒီမှာဆိုရင်ပေး like တွေကျွန်တော်တို့ follower တွေ profile follower တွေအကောင်လုံးကကျွန်တော်မြန်မာတွေပဲပေါ့နော်ကျွန်တော်တို့ဈေးကကျွန်တော်လည်းသူက ဈေးကကြတော့လေသူကဒီမှာဆိုရင်ကျွန်တော်ဈေးတက်တာဟာပေါ့နော် 1k ဈေးကိုပုံမှန်ကျွန်တော်တို့ကတသောင်းဝန်းကျင်လောက်ပဲရှိတယ်ပေါ့နော်ပုံမှန်ပြမှာဆိုရင်ကျွန်တော်တို့ရောင်းတဲ့လူတွေဆိုရင်ကျွန်တော်အနည်းဆုံးတသောင်းခွဲပေါ့နော်အနည်းဆုံးတသောင်းခွဲနေပြီးတော့ကျွန်တော်တို့ follow line and follower ကို၄တောင်းထိကျွန်တော်တို့ရောင်းနေရတွေ့တယ်ပေါ့နော်ဒီမှာဆိုရင်မိတ်ဆွေကဒီဥဒ္ဒါတွေကိုတည်သွားပြီဆိုရင်ဒီ website ကိုတည်သွားပြီဆိုရင်ကိုယ့်ကကိုခုနလိုမျိုးပြန်ပြီးရောစပိတ်ပေးမယ်ဆိုရင်လည်းကျွန်တော်တို့ပေးလို့ရရပေါ့နော်တခြားလူကိုကျွန်တော်ပြန်ရောင်းမယ်ဆိုရင်လည်းရောင်းလို့ရပါတယ် โอเคမြန်မာစာပေကကြတော့ကျွန်တော်နည်းနည်းဈေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာစာပေဖြစ်နေတော့နည်းနည်းဈေးကြီးတယ် daily line တိုင်းပဲပေါ့နော်ကျွန်တော်မြန်မာစာပေမဟုတ်တဲ့ဟာရကြတော့အရင်ဈေးချိုးရပေါ့နော်ဒီအောင်မှဆိုရင် Facebook like and follower ဆိုတာလေးကိုချက်ချက်နှိပ်ပြပေးမယ်โอเค Facebook like and follower နှိပ်ပြီးသွားရင်စာပေထဲမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့က 1k ဈေးဆိုရင်ဒါကြတော့ကျွန်တော်တို့ကနိုင်ငံခြားနိုင်ငံခြား follower တွေ like တွေကျွန်တော်ရမှာပေါ့နော်အဲ့ဒီဟိုတာဆိုရင်ကျွန်တော်တို့က8000ပဲ8000တောင်းပါပဲရှိရပေါ့နော်သူက like and follower ပြန်ကြတာမျိုးမရှိဘူးဆိုပြီးတော့သူအားမခံပြရပေါ့နော်ဒီကလေးပြန်ကြတယ်ဆိုရင်လည်းသူက replay ပြန်လုပ်ပေးပြီးတယ် ။ Okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာ TikTok ဆိုပြီး TikTok like TikTok view ကျွန်တော်တို့ follower ဆိုပြီးလည်းစာပေထဲမှာကျွန်တော်အကုန် share ပေါ့နော်။ဒါမှမဟုတ်အနေနဲ့ကိုကြိုက်တဲ့စာပေကိုကျွန်တော်တို့ရှုလို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော်ဝယ်ဖို့တွေ့ percent ထည့်ဖို့ဆိုရင်ဒီအကြောင်းလေးတော့ကျွန်တော်ကိုကျွန်တော်နှိပ်ပေးမယ်။ Okay ကြောင်းနေတော့ကြောင်းနေလို့ချင်းကျွန်တော်ဒီတိုင်းပေါ်ပါမယ်နော်ပေါ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုရင်ငွေထည့်ရံဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါတော့ဒီမှာငွေထည့်ရံမှာကျွန်တော်တို့ကဒီမှာဆိုရင် auto ဆိုပြီးပါရပါတော့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးမယ် ဲနေပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ငွေထည့်ရဆိုတဲ့နေရာမှာကျွန်တော်တို့ KBW ကိုကြိုက်တာကျွန်တော်တို့ရွေးလို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော် KBW ကိုရွေးကြည့်မယ်ဒီ KBW ယူပြီးသားဆိုလို့ရှိရင်သူကဒီမှာကျတော့ပတ်စံအအမောင်ဘောနောကိုထည့်မယ်အမောင်ကိုရောခုနကမျိုးအ3000ထည့်မယ်ဆို3000 5000ထည့်မယ်ဆို5000 1000ထည့်မယ်ဆို1000ဘောနောကျွန်တော်တို့ဒါမျိုးရွေးမယ်ရွေးပြီးသားလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်ရန်ဆိုတော့ကျွန်တော်နှိပ်ပေးလိုက်ပါဘောနောနှိပ်ပေးသားလို့ရှိရင်ဒီမှာဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်တို့ရဲ့ခုနကယူဇာနိမ်ဘောနောအကောင့်ဖွင့်ခဲ့တဲ့ယူဇာနိမ်ကိုကျွန်တော်ထည့်ပေးရမယ် โอเคဒါဆိုရင်ကျွန်တော်တို့ယူဇာနေကျွန်တော်ထည့်ပေးတာမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ယူဇာနေထည့်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ attribute မျိုးကျွန်တော်နှဲ့ပေးလိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင် KB နဲ့ကျွန်တော်ပတ်သက်တဲ့နေရာရောက်လာပြီပေါ့နော်ဒီ KB ဖုန်းနံပါတ်ကိုကျွန်တော်တို့ copy ကူးယူရဆိုတဲ့နေရာလေးကိုကူးယူရဆိုတဲ့နေရာလေးကိုကျွန်တော် ကူးရံစားလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါတော့နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျတော့အောက်မှာကျတော့ကျွန်တော်တို့ခုနဖြည့်မယ်ပေါ့နော်ကျွန်တော်တို့ဖြည့်လိုက်တဲ့ဆန်အမောင်းကျွန်တော်တို့အဲတွေ့ရမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ငွေလွှဲပြီးတော့လို့ရှိရင်ငွေလွှဲပြတာကိုကျွန်တော်တို့ဒီနေရာကနေပြီးတော့ကျွန်တော်ထည့်ပေးလိုက်ပါတော့ဒီနေရာပုံလေးကျွန်တော်ထည့်ပေးပြီးအောက်ကကျွန်တော်တို့ကငွေဖြည့်တောင်းဆိုမှုတည်သိမ်းပြီးဆိုတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒါဆိုရရပေါ့နော် ပုံမှန်အဖြစ်ငွေသွင်းပြီးသားဆိုရင်ကျွန်တော်တို့အကောင့်တော့ရောက်ဖို့အတွက်5မိနစ်ကနေပြီးတော့15မိနစ်ထိကျွန်တော်ကြာရပါတော့ဒီလိုမျိုးခုနရောက်လာပြီဆိုရင်ကိုကြိုက်တဲ့ဘက်ကီကိုကျွန်တော်တို့ဝယ်လိုက်ပြီးတော့ကိုကြိုက်တဲ့ဘက်ကီကိုဝယ်လိုက်ပါတော့ဝယ်လိုက်ပြီးရင်ခုနကမျိုးကိုလုံးမဲ့ကျွန်တော်တို့ဒီမှာဆိုရင်ဗီဒီယို link ကျွန်တော်ထည့်ပေးမယ်ဒါမှမဟုတ် Facebook page ဆိုရင် Facebook page link ပေါ့နော်ထည့်ပေးသွားလို့ရှိရင်ဒီအောင်မှာအရေးအတွက်နေရာမှာကိုက 1K ဆိုရင်1000တိုးမှလားဒါမှမဟုတ်2000တိုးမှလားဒါမျိုးကျွန်တော်တို့အဲရွေးလို့ရရပါတော့ချွေးပေးသွားလို့ရှိရင်သူကကြာတဲ့ငွေရဒီအောင်မှာပေါ်နေလိမ့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုရင် order တင်ပြီဆိုတော့ကျွန်တော်နှိပ်ပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရရပါပြီတကယ်လို့ order error တက်ပြီးရောတခုဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာဆိုရင် order မှတ်တမ်းမှာကျွန်တော်တို့ပြန်ပြီးတော့ဆစ်လို့ရရပေါ့နော် order မှတ်တမ်းမှာပြန်ဆစ်လို့ရရတယ်နောက်ပြီးကျွန်တော်တို့ကသူ့ရဲ့ဒီ Telegram channel တွေမှာပေါ့နော် Telegram channel တွေကိုကျွန်တော် join ထားပြီးတော့အဲသိချင်တဲ့ရာတွေလည်းကျွန်တော်တို့ admin တွေကိုအချိန်မီမေးလို့ရရပေါ့နော် okay ဒီနေ့မှာကျွန်တော်ပြောပြပေးခဲ့တာကတော့ကျွန်တော် KPW ရှိအောင်နဲ့ TikTok, Facebook, Telegram, YouTube subscriber တွေ like တွေဘယ်လိုမျိုးဝယ်လို့ရမလဲဆိုကြောင်းတွေကို share လုပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်